အန်ညောဟိုင်ဒီနေ့ကတော့ဟိုပေါ့နော်ဒီနေ့ရီဒီကဘလို့လီလဲဆိုရင် special person ပေါ့နော်ကို့မှာအဲ့လိုမျိုးပေါ့ special ဖြစ်ရတဲ့လူတစ်ယောက်ပေါ့နော်တမီးကြီးစားလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဟို အတိတ်ကအတိတ်ကလူတွေလည်းဖြစ်နိုင်တယ်ဟိုကို့အတွက် special ဖြစ်တဲ့လူပေါ့နော်တချို့ကျတော့မိသားစုဖြစ်နိုင်တယ်တချို့ကျတော့တငယ်ချင်းပေါ့နော်ဒါပေမဲ့ဒီ video မှာလာကြည့်တဲ့ special person အတော်များများကျတော့လေအချစ်ကြီးနဲ့ တ်သက်ပြီးတော့ပုံများမထင်နဲ့ပေါ့နော်အဲ့တော့ဒီ special person အတွက်ဟိုသူ့ရဲ့ energy ကိုယ့်ရဲ့ energy အဲ့မှာ check ပြီးတော့အဲ့နေရောက်ကဘာတွေဆက်ဖြစ်တော်မလဲဆိုတဲ့ဟောင်းကိုဟို cut ready လုပ်မှာဖြစ်ပါတယ် am taking ကိုကပြောချင်တာလေးကလေဒီနေကကိုကကိုမှရှိသမျှ desk တွေအကုန်လုံးကိုအသုံးပြုမှာဖြစ်တဲ့ပေါ့နော် desk ကဒီမှာရှိ1 4 6 6ခုရှိတယ်အဲ့6ခုလုံးကိုသုံးပြီးတော့ကိုက ကြည့်ပြီးမှာပေါ့နော်အဲ့တော့ပြောစရာတွေလည်းအများကြီးထွက်လာမယ်လို့ထင်တယ်အချစ်ကြီးလည်းဖြစ်တဲ့အတွက်အကုန်လုံးကလည်းစိတ်ဝင်စားမယ်လို့ထင်တယ်ပေါ့နော်ဒီဆိုဒီ dex လေးကိုတုံးပြီးတော့ shuffle လုပ်ပြီးတော့မှာပေါ့နော်ဒီ dex လေးကလေတခါမှမတုံးဘူးဘူးကွာအခုမှဟိုအသိပေါ့နော် tarot tarot cup ပဲတိုင်းမဲ့ dex အသိလေးပေါ့နော်အဲ့မှာဘလို့ဘလို့ blue mini လေး ရှိပြီးတော့ဘလို့မီနီတွေထွက်လာမလဲဆိုတော့ကိုလည်းစိတ်ဝေစားနေရဲအဲ့တော့အက်ကလေးကိုတစ်ချက် shuffle လုပ်ကြည့်မှာပေါ့နော်ပထမဦးဆုံးအခုဒီဗီဒီယိုကိုလာကြည့်နေတဲ့သူတွေရဲ့ energy ကိုအရင် check ပေးမယ်ထုံးစံအတိုင်းပေါ့နော်ခုလာကြည့်နေတဲ့သူတွေကဒီ special person ပုံမှာရှိတဲ့ energy ကိုအရင် check ပေးမယ်။ဒီ energy ကမှန်တယ်မမှန်ဘူးဆိုတော့ကိုချက်ပြီးသွားမှဟိုပေါ့ဆက်ပြီးတော့ကြီးတိတ်မကြီးတိတ်ကိုဆုံးဖြတ်ပေါ့နော်။ ဒီကူလာချင်းတူတူရဲ့အင်္ဂါချီကို special delivery ရှိမှရှိတဲ့အင်္ဂါချီ음ဒီလက်နဲ့စုပ်ထွက်လာတဲ့တော့음လူနေရောက်ထွက်လာတယ်ကေကေကေ love ringing လာချင်းတွေတူတွေက98 1500သမားတွေပုံများမဲ့တင်တယ်နော်အာ okay လာချင်းတွေတူတွေရဲ့အင်္ဂါချီမှာတုတ်ကက်ကတော့ကတ်ဆွလိုက်ပြီးတော့ ဒီကလည်း tarot card ပဲတည်လားဒီကလည်း tarot card ပဲဒါပေမဲ့ဒါကျတော့ဟိုဘောပေါ့ original ဘောကိုအရင်တော့သုံးတဲ့ဟာလေးမြင်ဒီကတကယ်တော့ဆွဲကြည့်လိုက်ကဲဆွဲလိုက်မယ်ပြီး oracle ကတကက်ဆွဲမယ်နော် special price ပုံမှာထားတဲ့ကဲလာကြည့်နေတဲ့သူတွေက ချင်းနဲ့ပတ်သက်ပတ်သက်ပြီးတော့များမှတင်တယ်။ love energy လေးများမှတင်။ဟုတ်လားချင်းနေတဲ့သူတွေရဲ့ special parcel ပေါ်မှာဘလို့ energy လေးတွေ special ဖြစ်နေမလဲ။ okay ပြီးသွားရင်တစ်ဖက်လူရဲ့ energy chart တစ်ဖက်ဟိုယူတွင်းနေတဲ့ special person ကရောယူအပေါ်မှာဘလို့စိတ်နေတဲ့ဘောထားရှိနေလဲဆိုတဲ့ဟာကို energy check လေးလုပ်မယ်เนาะ ကဲ special person ကဒီပုံမှန်ပါလိတွေးနေမလဲ K ပြီးတော့တဲ့ခါကျရင် dex အသိ tarot dex သိလိနဲ့ check ကြည့်မယ် special person ကဒီပုံမှန်ဘလို့စိတ်နေသဘောထားလဲရှိနေသူ့ရဲ့ energy လေးရ K โอ้ฉิเตปฉิเตปုံကြီးကြလာတော့ပြီးယူရိုနှစ်ယောက်ရဲ့ energy check ပေါ့เนาะဒါကြတော့လေ love fluidity ကလေးတီးလား love fluidity က တမင်တသက်အဲ့ desk ကိုတမင်တသက်မာလိုက်တာကွာတိလား love reading လေးကြည့်ပေးချေလို့တမင်တသက်ကိုမာလိုက်တာကွာအဲ့ဒီနေ့မှစပြီးတော့ server လောက်မှာပေါ့နော်ဘာတွေရှိမလဲတော့မသိအထဲမှာကိုယ်လည်းစိတ်ဝင်စားတယ်ဒါရှိလို့နှစ်ယောက်ရဲ့ universe ကပြောတဲ့အင်္ဂလိပ်လေးပေါ့နော်အဲ့ဒါလေးတစ်ချက် check ကြည့်လိုက်မယ် rough rough love reading လေးဆိုတော့လေ text လေးကိုပို့သုံးလိုက် text လေးအသေးသေးလေးချစ်စရာလေး headex ကိုပို့တော့ပို့တော့လိုက်မယ် love reading လေးလေးလာကြည့်ရများမထင်ဘူး Everybody wanna stay my girl. Everybody wanna take your heart away. Mm, chia, stay my girl ဆိုတော့ခြေဝင်နေမလားသူကသူက you ကိုခြေဝင်နေမှာခြေက you တည်း stay my girl. Wonder I share stay my girl ဆိုတော့ခေတုတ်ကဆွဲလိုက်ပြီ။ ီ desk ကလေဒီ desk က yes or no question ကွာတိလား yes or no question ယူရိုနှစ်ယောက်ရဲ့ uh energy ကို universe ကဘလို့ answer ပေးမလဲဘလို့ तू က तू ကနည်းနည်းပြတ်သွားတယ်အကက် edex ကလေနည်းနည်းအဖြေပြတ်သွားတယ်ကွာတိလားအဖြေပြတ်ပြတ်သွားသားထွက်တယ်နည်းနည်းတော့ကြောက်ဖို့ကောင်းတယ် तू တကက်ပဲဆွန်လိုက်မယ် तू okay universe ကဘလို့ message ပေးလဲ နေ့ကတော့တွေးတဲ့တိုင်ပဲကတ် တူရများမှများပဲစိတ်ကြိုက်ပဲဒီကကျတော့လေဒါအခုလာကြည့်နေတဲ့သူတွေရဲ့ energy အရေး check မှာကွာဒီမှာဆိုကြည့်ဒါ oracle ဒါတရော့ပေါ့နော်ဒီကကျတော့သူ့ရဲ့ energy အခုလာကြည့်နေတဲ့သူတွေမှာ special person ရှိရဆိုရင်သူ့ရဲ့ energy check မှာကွာသူလည်းအဲ့လိုပဲဆွဲထားတယ် oracle နဲ့တရော့ legal နဲ့ဆွဲထားတယ်ပြီးသွားရင်ရှင်တို့နှစ်ယောက်ရဲ့ဟိုပေါ့နော် universe ကပြောတဲ့ energy ပေါ့နော်ရှင်တို့နှစ်ယောက် ပြန်ဆောင်တဲ့ခါကြရင်ဒါမှမဟုတ်ရှင်တို့နေရရဲ့ energy အစုတ်တီဖြစ်စီမစုတ်တီဖြစ်စီ special person နဲ့ unit တကယ်လို့တွဲမဲ့ပြန် တွေ့မယ်ဒါမှမဟုတ်ရင်ပြန်ပြီးတော့ပတ်သက်မယ်ဆိုရင်အဲ့ energy ရဲ့အဖြေကရောဘလို့ထွက်လာမလဲဆိုတော့ကိုတာရော့ကလေးကပ်ပြီးရင် you ဆောက်ရှောက်နေတဲ့အဆောက်ရှောက်တွေကဘာပြောမလဲဆိုတော့ message ရဲ့ပြီးရင် oracle ကနက်ကရဲ့ဒါကြတော့လောက specially love reading အတွက်လောကတိတတ်ထုတ်ထားတဲ့ text လေးကွာကိုလည်းသိချင်နေပြီဒီကဘာပြောလဲဆိုတော့ပြီးရင်ဒါကြတော့လောကနည်းနည်းပေါ့နော် yes or no တန်းပေးမဲ့ answer တန်းပေးမဲ့ဟာ ပေါ့နော်ဟို universe ကဒီဆက်ဆံရေးဒီ relationship ကိုဘယ်လိုအစားပေးမလဲဆိုတော့တစ်ခါပဲဆွဲထားတဲ့အဖြစ်အကလေးတွေဆောက်ပြီးတော့ဖတ်ကြည့်မယ်ဆိုရင် you energy ကို check ထိလိုက်တော့လေอืมကိုကတ်ကို self chef လောက်ကတည်းကပြောပါတယ်အခုလာကြည့်နေသူတွေက special person ကလေတငယ်ချင်းတငယ်ချင်း98ထက်1500အချစ်တွေပုံများတဲ့အဲ့လိုမျိုးလေးတိလာကိုရဲ့အရင်အတိတ်ကလူတွေတို့ကိုနဲ့ ပတ်သက်ဘူးပတ်သက်ခဲ့ဘူးတယ်လေ shape တို့ပေါ့နော်အဲ့လိုမျိုးဟိုဘယ်လိုမျိုးပေါ့ဟိုချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ အဲ့လိုမျိုးပေါ့ကွာအဲ့လို opposite ပဲဖြစ်ဖြစ်အဲ့လိုမျိုး same gender ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး928ထက်1500အချစ်ကိုပို့ပြီးတော့လာကြည့်ကြတဲ့လူများမဲ့ထင်တယ်ဘာလို့ဆိုဒီကတ်တွေကြည့်လိုက်ဒီမှာဆိုကိုခုနပြောသလိုမျိုးဒါ lover ကတ်ကွာ lover ကတ်ကြတော့သူကလေ partnership ပုံစံလိုမျိုးဟိုပေါ့အခုလာကြည့်နေတဲ့သူတွေကလေဒီဟိုလွယ်လေးရှိရှိအပေါ်မှာအဲ့လိုမျိုးပေါ့နော်စိတ်ကမပြတ်နိုင်သေးဘူးကွယ်တိလား ိတ်ကမပြတ်နိုင်သေးဘူးအဲ့လိုမျိုးစိတ်ကရှိသေးတယ်ဒါပေမဲ့ဟိုနှလုံးသားကသာရှိနေတာတိလားနှလုံးသားကရှိနေတယ်ဒါပေမဲ့အုံနောက်ကလေမဖြစ်နိုင်ဘူးဟိုပါလေဒီကက်ကလေဒီကက်ကဘာကိုပြောလဲဆိုရင်နည်းနည်းပေါ့နော်ဟိုသူရောကိုရောစိတ်ဆင်းရဲရမယ်အင်ဂျီကုန်ရမယ်ကက်လိုမျိုးပေါ့နော် ငလုံးသားလေးကတော့ချစ်တက်စိတ်လေးရှိသေးတယ်မပြတ်သွားနိုင်သေးဘူးလက်ကလေးတွေကြည့်လိုက်လက်သူ့ရဲ့လက်ကိုရဲ့လက်ကိုဖမ်းဆွဲထားတဲ့ပုံစံလိုမျိုးဒါပေမဲ့ဒီဟာကျတော့လည်းကြည့်လိုက်နှစ်ယောက်ဆိုလို့တယောက်ကလည်းချစ်တောက်ကျူနောက်တစ်ယောက်ကလည်းခေါင်းမီးချုံပြီးတော့ဒီတော့နေနေကွေကွေလေးရှောင်းနေအဲ့ဒါဆိုတော့လေဟိုငလုံးသားကတော့ ဟို yes တော့ပြောနေတယ်အုံနောက်ကတော့စဉ်းစားနေရကွာတိလာဟိုနှစ်ဦးနှစ်ဖက်လုံးအဆင်မပြေတဲ့ဆက်ဆံရေးဖြစ်နေပြီဟိုဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်ဒီဟာကြတော့လေလေဒီဒါကြဒီကက်ကကြတော့ဘယ်လိုပြောလဲဆိုရင်လေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတခုခုတော့တခုခုတော့လောက်ရမယ်တခုခုတော့အဖြေရှာရတော့မယ်ပေါ့အဲ့လိုမျိုးဒါမှမဟုတ်ထိုင်ဆောင်နေတယ်ကွာတိလာတခုခုအဖြေရှာရဲဆိုတာအခုလာကြည့်နေတဲ့သူတွေကလေဟိုကိုကအရင်လောက်ရှာမယ်လူမဟုတ်ဘူးတိလာတစ်ဖက်လူက တဖက်လူကလှုပ်ရှားရင်တော့သူပြန်လှုပ်ရှားမယ်အဲ့လိုပုံစံလေးမျိုးလူလယ်လေးနေနော်အော်ချစ်တဲ့စိတ်ကရှိနေသေးတော့လေတကယ်လို့ move on နိုင်တဲ့လူတွေမပေါ့ move on နိုင်တဲ့လူပါရေးဒီဗီဒီယိုဆက်မကြည့်လို့လည်းရသည်လား energy ကမကိုက်တော့ဘူးလေဒီမှာကြတော့လေ तू က move on နိုင်တဲ့နှလုံးသားလေးရှိနေသေးတယ်အုံနောက်ကတော့တားနေရသည်လားအုံနောက်ကတော့ဒီ relationship ကမဖြစ်တော့ဘူးမဖြစ်နိုင်တော့ဘူးအဲဒါပေမဲ့ဆောက်ထိုက်ဆောက်နေတွေ့လားရုပ်ကလေးတွေ့လား ထိုင်ဆောင်တဲ့အိမ်သူပဲလှုပ်ရှားရတော့ငါတမျိုးပေါ့အဲအဲ့လိုပုံစံလေးလိုမျိုးသူပဲလှုပ်ရှားရတော့ငါငါဖြေလေးကတော့တမျိုးဖြစ်မယ်ပေါ့အဲ့လိုမျိုးဒါပေမဲ့ဒီကက်ကကြတော့လေဒီကက်ကကြတော့လေဒီ၃ရက်ဆိုတော့ socialize ဖြစ်တဲ့ကက်ကွာဒါကြတော့ third party လည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ဟိုအော်ငါတို့ရဲ့ဆက်ဆံရေးက တကယ်လို့ဘာမှမဖြစ်ဘူးဆိုတော့ရတာမှာငါတို့ဒီတိုင်းမှာ friendship လေးတကယ်ချေးပုံစံပဲဖြစ်ဘလို့နေရပဲဘလို့တောက်တနေရပဲရှိရပဲဖြစ်ဖြစ်ဟိုအတိုင်းပဲနေနေပေးမဲ့လေးဆိုတဲ့ပုံစံလေးလိုမျိုးတည်လာအခုလာစီနေသဘောထားကြည့်တယ်နော်အဲ့ဒါမပြတ်သားနိုင်သေးတော့သဘောထားကြီးကြည့်နေတယ်ထင်တယ် true ဒါအမတ်တရားတဲ့အမတ်တရားဆိုတာဟိုတစ်ခါတလေကြာရင်ရှိတယ်လေတည်ရမလားကိုဒီမှာစကြည့်နှလုံးသားနဲ့အုံနောက်ကငွေခွဲမရဖြစ်နေတဲ့ အဟောကိုကိုကထိုင်ဆောင်နေတယ်အမတ်တရားကဘာလဲဆိုတော့ကိုထိုင်ဆောင်နေတယ်ဒါပေမဲ့အဲ့ဒီမှာကိုကအီတော့ပါတီဖြစ်လာသူ့ဘက်ကလည်းတော့ပါတီရှိလာနိုင်တယ်လို့ကိုဘက်ကလည်းတော့ပါတီရှိလာနိုင်တယ်လို့ဒါမှမဟုတ်ဟိုတော့ပါနေရစလို့တော့ပါတီမရှိဘူးဆိုရင်ဒါမှနေရစလို့ကဟိုအရင်လိုဆက်ဆက်ရေးမဟုတ်ရေးတောင်မှလိုမျိုးပေါ့နော်တငယ်ချင်းလေးအဖြစ်ပဲရှိနေသေးတယ်ဆိုရင်ဒါမှချိနဲ့ပါတယ်အဲအဲ့လိုပုံစံလေးလိုမျိုးအခုလာချိနေတဲ့သူတွေရဲ့ energy ကလေးနော် အေးစိတ်ကောင်းစီရပဲယူရတာစိတ်တွေမပြတ်ဘူးဖြစ်နေသူ့ဘက်ကလေပြီးဆုံးသွားပြီတိလားသူ့ဘက်ကလေယူပေါ်ထားတဲ့ energy ကဒီမှာကြည့် the world ကကြတော့လေ complete လောကလေ complete ဖြစ်သွားတဲ့ပုံစံလိုမျိုး complete ဖြစ်သွားဒီမှာဆိုလည်းလေသူစက်ဝိုင်းလေးထဲမှာမှသူ့သူနေတဲ့ပုံစံလိုမျိုးက complete ဖြစ်သွားတဲ့ပုံစံလိုမျိုးကွာတိလား ီကဒီကက်ကကြတော့အဲ့လိုမျိုးဒီမှာဆိုသူက completion ဒီအော်ဒီဆက်ဆက်ကြီးကပြီးသွားပြီပဲအဲ့လိုပုံစံမျိုးတစ်ဖက်လိုကလေ US special person ကလေအဲ့လိုစဉ်းစားနေပြီးဆုံးသွားပြီပဲအဲ့တော့ငါဘာတွေလုတ်လုတ်ရမလဲဘာတွေကိုလုတ်တင်လာလဲဆိုပြီးတော့သူကအဲ့လိုမျိုးတီးလာတွေးနေရတီးလာရက်ပြီးတော့လေခဏရက်ပြီးတော့တွေးနေရဘာတွေကိုလုတ်တင်ပြီလဲဘာတွေကိုဟိုကဖြစ်ပြီလဲတခုခု decision ချရတော့မှပုံစံနဲ့ကွာပြီးရင်သူက သူလိုချင်တဲ့ချစ်ချင်တရားတမျိုးกว่าတိလာသူလိုချင်တာ give a date ညီတဲ့ချစ်ချင်တရားကိုလိုချင်တာတစ်ဖက်လူကလေယူရတစ်ဖက်လူကအာ give a date ဟိုညီတဲ့ကိုကပေးလိုက်မယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်ဟိုကိုကအဲ့လိုမျိုးပြန်ရချင်တယ်ပေါ့နော်ဒါပေမဲ့သူက giving ကပုံများတယ်သူပေးတဲ့ဟာပုံများတယ်ကွာအဲ့လိုပုံစံမျိုးပြီးရင် तू ကအဲ့ဒီမှာ तू ရဲ့ giving day အဲ့ချစ်ချင်းတရားပေါ်မှာ तू ကအဲ့လိုမျိုးဘယ်လိုပြောမလဲ तू ရဲ့ ခေါ်အားရစေမဲ့ဟာမဒါ string cut ဆိုတော့လေသူကပို့ပြီးတော့အဲ့ဒီအပေါ်မှာဘယ်လိုပြောမလဲစိတ်တက်ရောစိတ်တက်ခေါ်အားရောအဲ့လိုမျိုးပေါ့နော်ဟို motivation ဖြစ်ပြီးတော့လေစိတ်ခေါ်အားပါတိုးတက်စေမဲ့အဲ့လိုပုံစံမျိုးသူကလေ energy ကောင်းတဲ့တိလား you ပေါ်မှာလေ lower complete ဖြစ်သွားပြီကွာ completion ဖြစ်သွားပြီ completion ဆိုတော့လေပြီး ပြီးဆုံးသွားတာလည်းဖြစ်နိုင်တယ်ပြီးဆုံးသွားတော့ဒီ relationship ကြီးကတကယ်လို့ x တွေပါတယ်ဆိုရင် relationship ကြီးကပြီးဆုံးသွားပြီလို့ तू ကတွေးပလိုက်ပြီတွေးပြီးတော့ तू ကလေသူ့ကိုယ်သူပဲ focus လုပ်နေပြီပြီးရင် तू ကဘသူ့ပေးသိလဲဆိုတော့အဲ့ဒါလေ तू ရဲ့တငယ်ချင်းနေဖြစ်နေ तू ချစ်တဲ့လူနေမိသားစုတွေပေါ့အဲ့မှာ तू က ပေးတယ်ကွာတိလာချစ်ချင်းမိတာတာပဲဖြစ်ဖြစ်ဟိုငွေကြီးပတ်စံအဲ့လိုမျိုးကလက်ဆောင်အဲ့လိုတွေပဲဖြစ် तू ကအဲ့လိုမျိုးပေးတဲ့လူဖြစ်လာပြီ तू ပြောင်းလဲသွားပြီကွာတိလာ तू ကပြောင်းလဲနေပြီကောင်းတော့ပြောင်းလဲချင်း तू ပြောင်းလဲနေပြီအဲမမ तू ကသူ့ကိုယ် तू ပြန်ရှာတွေ့သွားတာ strength သူ့ရဲ့စိတ်ခေါ်အားတွေကတိုးတက်လာပြီတော့ကွာသူ့ကိုယ် तू ပြန်ရှာတွေ့သွားတယ်သူ့ကိုယ် तू confidence ပိုရှိလာတယ် patience အော်ကေကကလည်းပေးရှင်းပြီးစိတ်ရှိသူကလည်းစိတ်ရှိလာတော့ကောနော်အဲ့ဒီ relationship အပေါ်မှာအာပြီးသွားတာလည်းပြီးသွားပါစေတော့အာငါကငါပဲ focus လုပ်တော့မယ်ငါကငါပဲငါလုံးဆက်ရှိတာလုပ်တော့မယ်ငါနဲ့အစီပြေတဲ့လူတွေနဲ့ပဲငါ align ဖြစ်ပြီးတော့ငါနေတော့မယ်ပေါ့နော်အဲ့အဲ့ဒါကိုပဲသူစိတ်ရှိလက်ရှိနဲ့အဲ့ဒါကို तू go for it moving လုပ်နေရကွာ move for လုပ်လိုက်တော့လာဆိုလဲအဲ့လိုလည်းမဟုတ်ဘူး move on လုပ်လိုက်တာထပ်ဘယ်လိုပြောမလဲသူကသူကိုပို့ပြီး focus focus ပို့လုပ်လိုက်တာ တွေ့လားသူ့ရဲ့ energy ကအဲ့လိုကနည်းနည်းပြက်ပြက်သားတဲ့ထင်တယ်တွေ့လားပြက်သားတဲ့ကွာအဖြေကလေဒီမှာသူကလေဒီမှာစဉ်းစားသိချစဉ်းစားပြီးတော့သူအဲ့လိုမျိုးဆုတ်ဖြတ်လိုက်တာဆိုတော့လေသူတွက်ကောင်းမဲ့ဟောက်ပဲသူရွေးချက်လိုက်တဲ့ပုံစံလိုမျိုးပေါ့နော်အာယူရတာစောင့်နေရသူယူရတာဒီမှာကြီးထိုက်စောင့်နေရနော်ယူရတာထိုက်စောင့်နေမဖြစ်နိုင်မတီးရနဲ့နှလုံးသားလေချစ်နေသေးတော့ထိုက်စောင့်နေရဒါပေမဲ့သူကဆိုဒီမှာပြက်သားသွားပြီ အဲ့ကြောင့်ဒီကက်ကယူစီမပေါ်တဲ့ဒီ third party ဆိုတော့လည်းလေသူကသူ့ကိုသူ queue sector ကိုပြရတာထင်တယ်သိလား okay ဒါကြတော့ you ရဲ့ you ရဲ့ energy ရဲ့သူ့ရဲ့ energy ကို check လုပ်ပြီးသွားပြီပေါ့နော် universe ကဘာပြောမလဲဆိုတော့စက်ကြည့်ရအောင် uranium ရောက်ရဲ့ energy ကိုဟို uranium ကဆက်ပြီးတော့တွေးလို့ပဲဖြစ်ဖြစ်ဟိုတွေးမယ်လို့ကြံထားတာပဲဖြစ်ဖြစ်ဒါပေမဲ့ uranium ရောက်က universe ကပြန်ပြီးတွေးပေးတဲ့ခါကျရေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတကယ်လို့တွေးဖြစ်တယ်ပြန်ပြီးတော့တွဲဖြစ်သွားတယ်ဒါပေမဲ့ အဲ့လိုမျိုးဆိုရင်ယူရိုနီယံရဲ့ energy ကဘယ်လိုဖြစ်မလဲလို့ tarot ကိုအရင် check ပေးမယ်နော် tarot ကကဘာပြောလဲဆိုရင်ဒီမှာကြည့်ယူရိုနီယောက်ရဲ့ဆက်ဆံရေးကပေါ့နော်ဒီ relationship ကနေရာစလုံးကလေ energy ရောအချိန်တွေရောငွေရေးကြည့်ရတော့အရာအလုံးပေါ့နော်နေရာလုံးကဟိုပေါ့အဲ့လိုမျိုး invest လုပ်ထားတယ်ပေါ့နော်အဲ့အပေါ်မှာ အကုန်လုံးသုံးထားတယ်ပေါ့နော်အဲ့အပေါ်မှာဟို effort ထုတ်ထားတယ်အဲ့အပေါ်မှာစူးစမ်းထားကြတယ်နေရာစလုံးက ဒါပေမဲ့ရိတ်သိမ်းဖို့ရိတ်သိမ်းဖို့ကိုစောင့်နေရပေါ့နော်နေရစလုံးကရိတ်သိမ်းဖို့ကိုစောင့်နေတာဟိုဘာလို့ဆိုတော့နေရစလုံးကအထုတ်ထားတာဖြစ်တဲ့အတွက်ရိတ်သိမ်းဖို့စောင့်နေရဒါမှမဟုတ်ထာဝါကြရကွာထာဝါကြတော့တော့သူကဘလို့ဖြစ်သွားလဲဆိုရင်อืมထိန်ထားသလိုမဖြစ်လာဘူးပေါ့နော်ဒီ relationship ကနေရစလုံးကထိန်ထားသလိုမဖြစ်ခဲ့ဘူးဘူးအရင်တော့ဆိုရင်တွေးထားမှာပေါ့နော်အော်သူနဲ့ပဲလက်ထပ်ပြီးတော့သူနဲ့ပဲအဲမင်္ဂလာဆောင်ကလေးတွေမွေးအဲမိသားစုတွေ ဟိုဟာဖြစ်ပြီးတော့အိုသွားမယ်ပေါ့တတ်ဆုံးတိုက်တူတူနေသွားမယ်အဲ့ဒီ idea တွေလည်းပျောက်ဆုံးသွားတယ်ပေါ့အဲ့ထားဝါလိုမျိုးပဲသူကြပြက်စီးသွားတာပေါ့နော်အဲ့လိုမျိုးထင်ထားသလိုမဖြစ်လာဘူးပြောချင်တာလေထင်ထားသလိုမဖြစ်လာဘူးပေါ့နော်ကိုရင်းသလောက်ပြန်မရခဲ့ဘူးအဲ့အဲ့လိုပုံစံလိုမျိုးကိုရင်းသလောက်ပြန်မရခဲ့ဘူးအဲ့ယူဒိုနီယောက်ရဲ့ energy ကအဲ့လိုဖြစ်နေတယ်ကွာယူဒိုနီယောက်ရဲ့ဟို relationship energy ကလေ universe ကအဲ့လိုပြောတယ်အဲ့တော့ဒီမှာလက်စစ်ဒါကြတော့လေ အော်တော့ကျွန်တော် mother energy ပေါ့နော်အဲ့လိုမျိုးပေးချင်တဲ့စိတ်ပေါ့နော်အချစ်ကိုပေးတယ်ကွာတယောက်ကအချစ်ကိုပေးနေတဲ့ခါကျရင်နောက်တယောက်ကမမြင်တာတွေ့လားယူတုနှစ်ယောက်ရဲ့ energy ကဘာလဲဆိုရင်လေမမြလို့ပေါ့နော်မညီမြလို့အဲ့လိုဖြစ်သွားတာတယောက်ကလေအချစ်ကိုပေးလိုက်တော့အာအဲ့လိုပဲပြီသူ့မှာရှိတဲ့ဘယင်မရသူ့မှာရှိတဲ့စီးစိတ်ဥစ္စာလေးပေးထက်လိုက်တယ်လို့အကုတ်ပေးလိုက်တာ ဒါပေမဲ့နောက်တစ်ယောက်ကမမြင်ဘူးကွာဒီမှာကြည့်ဒီလူကလေဒီသူ့ရှိမှလာပေးနေတဲ့ခွက်ကိုမမြင်ပဲနဲ့ဒီသုံးခွက်ကိုပဲသူကအဲ့လိုမိုင်တွေးပြီးကြည့်နေတာဒီလား तू မရတဲ့ तू မရတဲ့အရာကိုပဲ तू ကလေ focus လုပ်နေရကွာလာပေးတဲ့ဟောင်မမြင်ဘူးဒီမှာ तू ကရွှေခွက်လေးကြိုက်ပြီးတော့ तू ကလာပေးတယ်ပဲထားလိုက်တော့ဒါပေမဲ့ तू ကအဲ့တော့လေးလူရှူထားတွေ့လားကြောက်မမြင်လေးလူရှူပြီးတော့လက်ပိုက်ပြီးတော့အရှိတသုံးခွက်ပဲ तू ကြည့်နေတာ မရတဲ့ဟောက်ပဲကြည်နေတာကွာပေးတဲ့လူကလည်းပေးနေတယ်ဒါပေမဲ့ယူတဲ့လူကပေးနေတဲ့ဟောက်ကိုမယူဘဲနဲ့မရတဲ့ဟောက်ပဲလိုချင်နေတာကွာတိလားအကြောင်ယူလို့နေရဆက်ဆက်ရအဲ့လိုဖြစ်နေတာပေါ့နော် Oracle ကလည်းပြောတာကြတော့အာဒီ relationship ကနည်းနည်း mystery ဖြစ်တယ်ပေါ့နည်းနည်းစဉ်းစားစရာတွေဖြစ်တယ်ပေါ့နော်ဟိုလိုမျိုးကောင်းမလို့လို့နဲ့မကောင်းဘူးဖြစ်သွားတယ်ပေါ့ဘာလို့ဆိုတော့ဘ து မှလည်းအမားမရှိဘူးဘ து အမားမှလည်းမဟုတ်ဘူး အာတယောက်ကပေးတယ်တယောက်ကယူတာယူတဲ့ဟာကိုဘယ်လိုပြောမလဲနားမလည်ဘူးဖြစ်သွားပါတော့เนาะဘာဘယ်အရာကိုယူရမလဲဘယ်အရာကို focus ထားရမလဲဆိုတော့နားမလည်ဘူးဖြစ်သွားတော့ဒီ relationship က mystery လေးနည်းနည်းဖြစ်သွားတယ်ပေါ့เนาะဟို cut your locks ဆိုတော့တွေ့လားတွေ့လားဒီမှာဆုံးရှုံးသွားတဲ့ဟာကိုပဲကြည်နေတော့လာပေးတဲ့ဟာမမြည်ဘူးအဲ့တော့ဆုံးရှုံးသွားတဲ့ဟာတွေကိုအတိတ်ဆိုရင်အတိတ်မှာထားခဲ့လိုက်တော့အဲ့လိုပြောချင်တာကွာတိလား ဒီ love leading desk ကလည်းဘာပြောလဲဆိုလေဒီမှာကြည့်ဒီကက်ကက်ဒီစနေးရဲ့အဓိပ္ပာယ်လည်းကိုဒီကိုကမြင်တာဘာလဲဆိုရင်မာနာချေပြိုင်တယ်လို့ထင်တယ်ယူလို့နေရကွာလေမာနာချေပြိုင်တယ်ယူဆိုလဲကြည့်ထိုင်ဆောင်နေတာသူဆိုလဲကြည့်သူ focus လုပ်လို့ရပဲလူပဲ focus လုပ်နေရကွာသူတိတ်ချစဉ်းစားပြီးတော့သူ focus လုပ်လို့ရတဲ့လူပဲ focus လုပ်နေရယူလို့နေရကွာလေတရားကိုတရား effort ကိုပုံမထုတ်ကြတော့ကွာတိလား အာဒီလူကလည်းငါ့ငါပဲ focus ထားတော့မယ် you ကလည်းထိုင်ဆောင်နေရသိလားထိုင်ဆောင်နေရမနာကြည့်ပြီးတော့ထိုင်ဆောင်နေရလည်းဖြစ်နိုင်တယ်ဒီကုမ္ပဏီနားလေဒီ love free တွေကဘာပြောလဲဆိုရင်ယူရိုနီယောက်ကမနာချေပြိုင်နေတာကွာသိလားမနာချေနေပြိုင်နေတာပြီးရင် true feeling ကိုမထုတ်ပြဘူးသိလားဟိုတကယ်လို့ယူဆိုလဲတတိရတယ်ကွာယူဆိုလဲတတိရတယ်ဒါပေမဲ့ထိုင်ဆောင် ။ तू ဆိုလဲလေစဉ်းစားနေတွေးဖြစ်တယ်။ဒါပေမဲ့ तू တခြား focus လုပ်လို့ရတဲ့ဟာပဲ focus လုပ်တာ။အဲ့လိုပုံစံမျိုးသိလား။ true feeling ပဲပြကြဘူး။နောက်တစ်ခုကကျတော့နောက်တစ်ခုကကျတော့အဲ့လိုမျိုးပေါ့နော်။အဲ့လိုမျိုးကိုကိုရဲ့ growth လုပ်တဲ့ဟာပဲကိုကိုပဲပို့ပြီး focus လုပ်နေကြတာပေါ့နော်။ညဆလုတ်ကသိလား။ဟိုဒီ relationship အပေါ်မှာ universe ကလည်း universe ကဟိုပေါ့ ဒီ relationship ကိုပို့ပြီးကောင်းလာဖို့ကို manifesting လုပ်မနေဘူးပေါ့နော်။နေရဆိုတော့မာနတွေပြိုင်နေတာရဲ့ဟိုပြီးတော့တကယ်ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်ကိုဖုံးထားတာရဲ့ပြီးတော့ပြီးတော့နောက်တစ်ခုကကြတော့အဲ့လိုမျိုးပေါ့နော်။ဟိုပေါ့ဒီကိုကလေဘာ effort မှမထုတ်ဘဲနဲ့လေဟိုဒီဟာကြီးဒီ relationship ကြီးကောင်းဖို့ဒီ relationship ကြီးပို့ပြီးတော့အဆင်ပြေဖို့မျောလင့်နေကြရကွာ effort တွေမထုတ်ကြဘဲနဲ့ဟုတ်လား experimentse ကလည်းလေ you အခုလာကြည့်နေသူတွေကိုစရှောက်ကလည်းလေဘာပြောလဲဆိုရင်လေဒီမှာကြည့် so much crisis to for for breakthrough အဲ့ဒါလေအာအယူကလည်းအဲ့ဒီ relationship အပေါ်မှာနည်းနည်းလေဘယ်လိုပြောမလဲ အာကိုခုနပြောသလိုမျိုးပေါ့ manifesting လုပ်မှသိလားကိုကလေအဲ့ relationship ကိုပြန်ပြီးတော့အစီပြေချင်တယ်ပြန်ပြီးတော့ဟိုအရင်နဲ့မတူတဲ့ပုံစံလိုမျိုးကိုကပြန်တိဆောက်ချင်တယ်သူရောကိုရောကိုကလည်းဘာပြေနိုင်သေးလဲသူကလည်းအဲ့ relationship အပေါ်မှာဘယ်လိုမျိုးတွေဟိုက effort ထုတ်မလဲကိုကလည်းဘယ်လို effort ပြန်ထုတ်မလဲဘယ်လိုအစီပြေအောင်လုပ်မလဲအဲ့လိုမျိုးကိုပေါ့နော် manifesting လုပ်တာတွေရော အဲ့လိုမျိုးဆူတောင်းတာတွေရောသိရမလားပြီးရင်ကိုကရောအဲ့ relationship အပေါ်မှာ toxic ဖြစ်နေမလားအဲ့ toxic ဖြစ်တဲ့အပေါ်ကို healing ကိုကိုဘယ်လိုလုပ်မလဲအဲ့ဒါကိုရှာခိုင်းတာကွာရှာခိုင်းပြီးရင် manifesting လုပ်ခိုင်းတာ manifesting လုပ်ခိုင်းယူသွားရင်အဲ့မှာ opportunity အခွင့်အရေးတွေပေါ်လာမှာပဲသိလားခွင့်အရေးတွေပေါ်လာတဲ့ခါကျရင် relationship ကအဲ့မှာ तू အလိုလို तू improve ဖြစ်လာမှာတိုးတက်လာမှာကွာသိလားအာဘာမှမလုပ်ပဲနေထိုင်ဆောက်စုအောင်မယ်ဘာမှမလုပ်ပဲနေဒီလိုမျိုးထိုင်ဆောက်နေဘာမှမဖြစ်လား တိတ်လားဘာမှမလုပ်ပဲထိုင်ဆောင်နေရင် third party ထွက်လာမှာနော်ဘာလို့ဆိုသူကသူ့ကိုသူ သူ့မှာသူကဟိုဟာဖြစ်နေပြီသူကပြီးဆုံးသွားပြီလို့တွေးပြီးသူကသူ glow အောင်လုပ်နေရကွာ top party ပေါ်လာတော့မှနောက်တာတွေမရနဲ့နော်အဲအဲ့ဒါကိုဘက်ကလည်း manifesting လုပ်ရမယ့်ဟာလို့ဟိုမနာတွေလည်းပြိုင်နေနဲ့ true feeling ထုတ်သိတဲ့ဟာဆိုထုတ်ကွာအဲ့ခါကျရင် opportunity ပေါ်လာလိုက်မယ် opportunity ဆိုတာလေအမြင်မဖြစ်နိုင်လေကွာကိုကျတော့နှစ်ခုမြင်တယ်တစ်ခုကျတော့ကောင်းသော opportunity ကောင်းသော opportunity ကြတော့သူနဲ့ကိုနဲ့ပြန်ပြီးတော့အဆင်ပြေသွားတဲ့ဟာ သိုးသော opportunity ကြတော့ဟိုကိုကအဖြစ်တစ်ခုရတော့တာပေါ့နော်။ဘာဖြစ်ကိုကစပြီးတော့လှုပ်ရှားလိုက်တဲ့ခါကျတော့တဖက်လူကကိုကကိုကိုပြတ်သွားပြီလား။တကယ်ပဲပြီးဆုံးသွားပြီလား။ဒီကတ်ထက်ကတ်လူပဲတကယ်ပဲပြီးဆုံးသွားပြီလား။သူကအဲ့လိုမျိုးဆိုတဲ့အဖြစ်ကိုရသွားမှာပေါ့နော်။ Yes or no အဖြစ်ထွက်လာတဲ့ခါကျရင်ဒီ relationship ကအိုးတို့ improve ဖြစ်လာမှာဆိုတော့ကောင်းသော improve လည်းဖြစ်နိုင်တယ်ကိုကလည်းတကယ်လို့သူ့စီအဖြစ်ရသွားပြီဆိုရင်တော့ ကိုက manifesting လုပ်ထားတဲ့အတိုင်းပဲကိုကကောင်းသောလူနဲ့ထပ်တွေ့မှာပဲဟုတ်တော့ရှိတယ်လေခါလိုက်ကကြရင်ကိုနဲ့မကိုက်တဲ့လူဒီတယောက်ကကိုနဲ့မကိုက်လို့ဒီ relationship ကပြီးသွားတာကိုနဲ့ကိုက်ပြီးတော့ကိုနဲ့အဆင်ပြေတဲ့လူကထပ်ပြီးတော့ပေါ်လာမှာပဲအဲအဲ့ခါကျတော့ next next chapter ဖြစ်သွားတာပေါ့နော်ဟိုအဲ့ဒီ bad relationship ပဲဖြစ်ဖြစ်နော်အဲ့လိုမျိုးအဲ့ဒီလူတယောက်ကိုပဲချစ်ပြီးတော့လူတယောက်ကိုပဲကြိုက်ပြီးတော့လူတယောက်ကိုပဲတွဲပြီးတော့အဲ့လူတယောက်နဲ့ပဲနှစ်ပေါင်းများစွာ ဟိုအခြေတစ်ခုကိုဖြတ်တန်းပြီးတော့ဒီလူတယောက်နဲ့ပဲဒီဘဝကြီးပြီးဆုံးသွားမယ်ဆိုတဲ့ mindset ကမရှိဘူးเนาะအဲ့လို mindset ထားလို့မရဘူးเนาะဟုတ်တော့ဘောဘလူပဲဖြစ်ဖြစ်တယောက်ကိုပဲတွဲပြီးတော့တယောက်ကိုပဲချစ်ပြီးတော့တယောက်ကိုပဲလက်ထပ်သွားပြီးတယောက်နဲ့ပဲအိုမင်းချင်တော့ဘောเนาะဒါပေမဲ့လောကကြီးကအလောက်ကြီးကိုဟိုချစ်ချင်းတရားလေလောကကြီးမှာအရှုပ်ထွေးဆုံးပဲတိလားရှုပ်ထွေးဆုံးနဲ့ခံစားလို့အကောင်းဆုံးအရာကွာအားကြောင့်အဲ့ရာလေဘယ်လိုပြောမလဲ ထင်းတလို့မလွယ်ဘူးဖြစ်နေရကွာတိလားအရန်ခက်ခဲတဲ့ပုံစံဖြစ်နေရလောကကြီးမှာဘသူ့ပဲမိမိအချစ်ကခက်ခဲတဲ့ပုံစံပဲခက်ခဲတဲ့ပုံစံတစ်ခုပဲအားကြောင့်ဒီ relationship ကကိုက effort ထုတ်တယ်ကိုက manifesting လုပ်တယ် okay အဖြစ်တစ်ခုထွက်လာပြီဆိုရင်အဲ့အဖြစ်က yes တီဖြစ်စီ노တီဖြစ်စီကိုကအဖြစ်တစ်ခုရသွားပြီဆိုရင်ကိုက next chapter ကိုသွားလို့ရပြီကွာဟုတ်တယ်ဟုတ် okay ခုမစိတ်လှရှားပွဲကောင်းတဲ့ အခန်းကဏ္ဍကိုလာပြီဒါကတော့ကိုခုနပြောတယ်လို့မျိုးပဲသူက answer ကိုတခုတည်းပဲပေးမှာနော် universe ကယူရိုနီယောက်ရဲ့ relationship အပေါ်မှာဘလို့ energy ရလဲဆိုတဲ့ဟာအဖြေကိုသူကတိတိကျကျပြက်ပြက်တသားနဲ့တခေါ်ဆိုတခေါ်ပဲပြောမှာသိလားကိုအစကအစကနေပြောထားတဲ့ဟာဒီအကုတ်လောက်ကလေဒီတခေါ်တဲ့နဲ့ပြီးသွားရလဲဖြစ်နိုင်တယ်အဲ့တော့သူ့အဖြေကဘာဖြစ်မလဲဆိုတော့ရေခုတ်ဖို့ကောင်းတယ် okay သူက ရှေတို့နှစ်ယောက်ရဲ့အင်နာဂျီအပေါ်မှာလွယ်လေးရှိရှိပုံမှာဘာဘလို့ဖြည့်ပေးမလဲဆိုချက်ကြည့်လိုက်မယ်เนาะโอเค You are going in the right direction เนี่ยอ่าအခုလေမကန်တဲ့လမ်းကြောင်းသွားနေတယ်ဆိုတော့โอเคမကန်တဲ့လမ်းကြောင်းသွားနေတယ်ဆိုတော့အခုလာကြည့်နေတဲ့သူတွေက ဘာလုံးနေလဲဆိုတာကိုအခုလာကြည့်နေတဲ့သူတွေကအတိဆုံးဖြစ်မှာပေါ့နော်ဒီလိုလေးရှေ့ရှေ့အပေါ်မှာကိုကဘာတွေလုံးနေတာလဲ manifesting လုံးနေတဲ့သူရှိရင်တော့ဒီ right direction ဖြစ်နေပြီတဲ့အဲဆိုရင်ဆက်သွားပေါ့နော်ဆက်ပြီးတော့ manifesting လုံးနေလိုက်အထိုင်ဆောင်နေတဲ့သူဆိုရင်တော့ထိုင်သာဆောင်နေလိုက်တော့ဘာမှတော့ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ကိုကတော့အဲ့လိုပဲမြင်နေတယ် တဲ့ကျတော့အဖြစ်တခုတွေပဲ you are going in the right direction right direction ကိုသွားနေသွားနေပြီအခုကသွားနေပြီဆိုတော့တကယ်လို့ဒီ relationship အပေါ်မှာကိုကစိတ်ပြတ်သွားတဲ့လူကလာကြည့်နေတယ်ဒီတိုင်းပဲဒီတိုင်းပဲအပြော်သဘောလာကြည့်နေတယ်ဆိုရင်စိတ်ကပြတ်သွားပြီကွာအခု right direction ပေါ်ရောက်နေပြီပြတ်သွားပြီနောက်နောက် chapter မှာနောက်နောက်လူတယောက်နဲ့ထပ်တွေ့အဲ့လိုပုံစံမျိုးပြောချင်တာသူကသိလား တကယ်လို့အခုလာကြည့်နေတဲ့သူကစိတ်မပြတ်သေးဘူးတစ်ချိန်ချင်းပြန်တွေ့မယ်အဲ့လူနဲ့ပဲ manifesting လုပ်ထားတယ်နေ့တိုင်းဆူတောင်းနေတယ်နေ့တိုင်းဟိုဟာဖြစ်နေတယ်ဆိုရင်လည်းအော်သူလည်းအဲ့လိုမျိုး right try ရှိပဲအဲ့ဒါအခုလာကြည့်နေတဲ့သူပုံမှာမူတည်တယ်တိလာအဖြေရလေတခုတည်းဆိုပေမဲ့အခုလာကြည့်နေတဲ့သူတွေကဒီ relationship အပေါ်မှာဘလို့တွေ effort တွေထုတ်ပြီးတော့ဘလို့တွေ manifesting တွေလုပ်နေတယ်မိုက်ဆက်ရောအဲ့အပေါ်မှာ healing ဘလို့ယူနေလဲဆိုတော့ အလော attraction လိုပဲကိုလှုပ်တဲ့ဟာကိုထံပြန်ရောက်တယ်ကွာတိလားကိုကထားတဲ့အကူက positive energy လေးဒီလိုလေးရှေ့ရှေ့ပုံမှာထားရဆိုရင် positive energy လေးရောက်လာလိမ့်မယ်တကယ်လို့အဲ့အဖြေက negative ဖြစ်နေတယ်ဆိုရင်ဒါမှ positive energy လေးရှိနေတဲ့အတွက် okay ဒီလူကငါ့ကိုငါ့အတွက်အဆင်မပြေဘူးထင်တယ် universe ကလည်းဟိုငါငါတို့နှစ်ယောက်ကိုဟို လွဲချော်ခွေပေးတယ်ဆိုတော့ငါတို့နှစ်ယောက်ရဲ့ အနာဂတ်မှာပို့ပြီးတော့ကောင်းမွန်တဲ့လူတွေတွေ့လာဖို့ next chapter မှာပို့ပြီးတော့ glow နိုင်အောင်လို့ပို့ပြီးတော့တည်ယူနိုင်အောင်လို့ healing ဖြစ်တဲ့ lesson တွေကိုပို့ပြီးတော့ဟိုအကျွမ်းတော်ဝင်ဖြစ်အောင်လို့ universe ကလုပ်ပေးတာဖြစ်တဲ့ဆိုတော့ positive energy လေးကိုတွေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုလာကြည့်နေတဲ့သူတွေကဘလိုလူပဲဖြစ်ဖြစ်ပေါ့နော်ကိုကဘလို energy ကိုဘလိုလူမျိုးဘလို special person ဖြစ်လဲဆိုတော့ကိုအဲဒီ video ကိုကြည့်ပြီးတော့ကိုကိုဆုပ်ဖြတ်ရမှာပေါ့နော်ဒါ generally ဖြစ်တဲ့အတွက်အအများကြီးလည်းမတွေးနဲ့ဟိုပြီးတော့ကိုနဲ့အဆင်ပြေတဲ့ information လေးကိုပဲ ဟိုပေါ့နော်အုံနောက်ထဲထဲပေါ့နော်တခါတလေကြာရင်ကိုကစီရနာနဲ့ဒီယာလေးကိုပြောပြရဲဆိုပေမဲ့အရန်ကြီးတွေးလိုက်တဲ့ခါကျရင်မဖြစ်သင့်တဲ့ energy လေးဖြစ်ပြီးတော့ toxic ဖြစ်သွားမှာဆိုလို့ပေါ့နော်အပျော်သဘောနေပဲအပျော်သဘောနေနဲ့နောက်ထောက်ပေးတာတော့ဟိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ channel reading ဖြစ်တဲ့တော့ဒီ video လေးကတော့ဒီလောက်နဲ့အဆုံးသတ်ပါမယ် personal reading ကိုကြည့်ချင်တယ်ဆိုရင်တော့တိတက်လာမေးလို့ရရပေါ့နော်ဟို ပြီးတော့ bio ထဲမှာ link ချပေးထားတာဖြစ်တဲ့အတွက်အဲ့ဒီ Facebook မှာ message လေးပို့ပေးပါတော့ message request လေးပို့ပေးပါတော့အဲ့မှာ လာမေးလို့ရတယ်အဲ့ခါကျရင်တော့အဖြေကတိတိကျကျထွက်မှာဆိုတော့လာပြီးတော့ခက်လေးလေးလာလုပ်လို့ရပါတယ် okay annyeong bye